Hello guys အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်မဒီ Panda Oracle လေးကိုတုံပြီးတော့မှာ region လေးလုပ်မယ်ပေါ့เนาะ region လေးတစ်ခုလုပ်မယ်အဲဒီ Panda Oracle လေးကိုကျွန်မ personal reading တစ်ခုမှာတော့သုံးလိုက်တယ်ပေါ့เนาะပထမဆုံးနေနဲ့ပုံမှန်ဆိုလို့ရှိရင်ကျွန်မကအာဒီအသက်ဆက်ဆက်ဆိုလို့ရှိရင်အသက်ဆက်ဆက်တွေကို personal reading မှာလုံးဝမသုံးသေးပဲနဲ့အဲဒီ collateral reading မှာစပြီးဖွင့်နေပေါ့เนาะစဖွင့်နေပြီးမှအာဒီ personal reading ပေါ့နော်ပြီးမှဒီ personal reading မှာလုပ်တယ်ပေါ့နော်ကြည်ပေးတယ်ပေါ့နော်အခုကတော့တစ်ချိန်သုံးပြုပြီးသားဖြစ်သွားတယ်ပေါ့နော်အဲ့ဒီတော့ဘာမှတော့မဖြစ်ပါဘူးနော်ဒီဟာကအာ oracle ကလေးဖြစ်တယ်နော် oracle ကလေးဖြစ်တယ်စာလေးကြီးလည်းပါတယ် oracle ကကစာလေးကြီးလည်းပါတယ်အဲ့ဒီတော့အဲဒီစာလေးတွေကြီးတက်တက်ပဲမဟုတ်ဘူးねကျမကဒီ oracle ကကိုအာသူက တာရော့ကတ်ပုံစံမျိုးနဲ့သုံးမယ်နော်တာရော့ကတ်ပုံစံမျိုးနဲ့သုံးမယ်သုံးပြီးတော့မှဒီ oracle ကနေပြီးတော့မှအာပေးခြင်းနဲ့ message ပေါ့နော် and color delivery အကြောင်းသိရမယ်အအခြေရေးပဲဖြစ်ဖြစ်ပါပဲဖြစ်ဖြစ်ပေါ့နော်အဲ့ဒါလေးကိုကျွန်မဒီ intuitions တွေပေါင်းဆက်ပြီးတော့မှာပေါ့နော်အဲ့ဒါလေးကိုပြောပြီးတော့ဟောပေးမယ်ပေါ့နော်ဒါကတော့ panda oracle ကလေးပဲဖြစ်ပါတယ် ဒါက daily use เนาะ daily သုံးပြုလို့လည်းရတယ်။အဲပြီးတော့လို့ရှိရင်ကျွန်တော် pocket size တွေဝေထားပါပေါ့เนาะ။အဲ့တော့ဒီ Fanta Oracle Lemonia unboxing နဲ့တင်ထားပြီးရပေါ့เนาะ။အဲ့တော့ဒီကလေးကိုစပြီးတော့မှကြည့်လိုက်ကြမယ်။ဘာတွေတည်ရဖို့ရှိလဲ။ဒီ Fanta Oracle ကနေပြီးတော့မှ color တွေတွေအတွက်ဘာတွေတည်ရဖို့ရှိလဲပေါ့။ Good news. Oh my god. color တွေတွေတင်းကောင်းကြဖို့ရှိရဲ့။ good news เนาะဒီဒီဒီကတော့လေ daily use ဖြစ်တယ်เนาะဒီ planter oracle လေး daily use ဖြစ်တယ်ဆိုတော့ short message လေးပေးရဲ့ကလေးဖြစ်တယ်ပေါ့เนาะအဲ့ဒီအတွက်ကြောင့်မလို့သူကဒီမှာလာတာ ਨੇ အဲသူကအနေထားလေးကိုတခါတယ်เนาะစာတန်းရောပုံလေးတွေရောတခါတယ်ပါပြီးသားပေါ့เนาะအဲ good news ဆိုချင်ကြလေသတင်းကောင်းလေးကြားဖို့ရှိရဲ့เนาะသတင်းကောင်းလေးကြားဖို့ရှိပါတယ် collectively good news အာဒါမှမဟုတ်လို့ရှင်ကိုလေးစာရေးပိုင်းပေါ့နော်ဒီထဲမှာစာ x ဆိုတော့ကျွန်မဘောင်သွားပြီးတော့တတိယလဲဆိုတော့အမ်ဒီ message တွေပါတယ်ပေါ့နော်ကိုစောင့်မျှော်နေတဲ့သူတွေရှေ့က message တွေပါတယ်ဝင်လာတာမျိုးလေးပေါ့နော်စာလေးတွေရောက်နေရမျိုးအမ် message နော်အဓိက message တွေပို့ခံရတာမျိုးပေါ့နော်အဲတချို့ဒီမှာဆိုလို့ရှိရင် အလုတ်ကင် offer လည်းပြောလို့ရရပေါ့နော်အလုတ်လျှောက်ထားတဲ့သူတွေပါရဆိုလို့ရှိရင်အလုတ်အလုတ်ပေါ့နော်အလုတ်ကနေကိုလျှောက်ထားတဲ့အလုတ်ကနေကို offer ရလာတဲ့ကိုပုံကိုစီကိုကမ်းလှမ်းလာတာမျိုးပေါ့နော် job offer ရလာမျိုးလေးလည်းဖြစ်နိုင်ပါတယ်နော် good news သတင်းကောင်းလေးတွေရလာမျိုးလေးဖြစ်နိုင်ပါတယ်ကဲခဏလေးနော်ကကဆောက်ထူးဖြစ်နေတော့ဟောဟုတ်တယ်ခဏလေးနော် oh sorry ကျမတချို့ကတ်တွေကအတဲ့ဖြစ်ပြီးရှက်ဖယ်လောက်တာဆောက်ထိုးတချို့ကတ်တွေဖြစ်နေမတတ်နိုင်အတဲ့ပဲယူလိုက်တော့မနော် loneliness တဲ့အာ loneliness မှာကလေဒီမှာသူကဟိုဟာလေးဆိုတော့ကြတော့လေကျမကြီးလေးတော့ net you site ဖို့လိုအပ်တယ် เนาะอืมခုခုချိန်မှာ ਨੇ အာထိချက်နေတဲ့လူတွေပါလိမ့်မယ်เนาะဒီ color theory တန်ကိုကြည့်ရတဲ့မှာထိချက်နေတဲ့လူတွေပါလိမ့်မယ်နောက်ပြီးတော့မှကျမ်းမာရေးလေးတွေလည်းအဲခရုဆိုင်ပါလို့ပြောချင်တယ်เนาะအဲ့နည်းနည်းလေးစိတ်ပြတ်နေရပေါ့နော်စိတ်ပြတ်နေရကိုတယောက်တည်းဖြစ်နေရအထီးချန်နေရတဲ့အဲ့ဒါလေးတွေအဲ့ဒါလေးရှိရဲ့ကလတ်တလေးတွေတယောက်တည်းထီးချန်နေရအချိန်ကာလလေးဖြစ်မှာပေါ့နော်ကဲနောက်ထပ် ကြည့်မယ်ကြည့်မယ် conflicts တဲ့อืมအထီးကျန်နေเนาะအထီးကျန်ပြီးတော့မဖြစ်လဲဆိုချင်ကြတော့အမ်ကိုရဲ့ကိုကလေတည်ပြီးဘာလို့အထီးကျန်တာလဲဆိုတော့အချိန်ကျတော့ ကိုနဲ့ချစ်ခင်တဲ့သူတွေပေါ့နော်ကိုနဲ့ချစ်ခင်တဲ့လူတွေတငယ်ချင်းပဲဖြစ်ဖြစ်စီရီးစားနဲ့ပဲဖြစ်ဖြစ်စီအမ်ရံဖြစ်ထားတဲ့စကားများထားတယ်နော်ရံဖြစ်ထားတဲ့စကားများထားတယ်အဲ့ဒီအတွက်ကြောင့်မလို့ကိုကအာ conflict ဖြစ်ထားတယ်ပြိပက္ခဖြစ်ထားတဲ့အတွက်ကြောင့်မလို့ အာနည်းနည်းလေးအထီးကျန်နေရပေါ့နော်ပြောရမဆိုလို့ရှိရင်တချို့ဆိုလို့ရှိရင်ကိုယ်တငယ်ချင်းနဲ့ယံဖြစ်ထားတယ်နော်အခန်းဖော်နဲ့ယံဖြစ်ထားတယ်တငယ်ချင်းနဲ့ယံဖြစ်ထားတယ်ရီးစားနဲ့ယံဖြစ်ထားတယ်အဲ့လိုမျိုးတွေဖြစ်ထားတဲ့အတွကြောင့်မလို့ပရိပက္ခဖြစ်ထားတဲ့အတွကြောင့်မလို့ကိုယ်အနေနဲ့အထီးကျန်နေရမျိုးလေးဖြစ်နိုင်နေပေါ့နော် collectively တွေအထီးကျန်နေရမျိုးလေးဖြစ်နိုင်တယ်နောက်နောက်ကကြတော့အော်ဒီမှာဆိုလို့ရှိရင်အာ ကံကောင်းခြင်းတွေရလာဖို့ပေါ့နော်ကံကောင်းခြင်းတွေရလာဖို့ကိုတဲ့ကိုကဒီမှာကအဓိကလေးကဘိုင်းသက်ဝေးနော်ဘိုင်းသက်ဝေးဒီကလေးကဟိုကမှလည်းပြောထားပြီးသားအင်ဟိုမင်းကအန်ပေါင်းစင်းမှလည်းပြောထား तू ထိုင်းရနေထုတ်တာလေနော်ထိုင်းရနေထုတ်တယ်ဆိုထိုင်းစာလေးပါတယ် तू ကထိုင်းမှာလည်းကိုကိုရဲ့ဒီ religion ပေါ့နော်ဘာသာကလည်း and ဘာသာကလည်းဗုဒ္ဓဘာသာလေးเนาะဗုဒ္ဓဘာသာဆိုသူအဒီယာလေးပါထည့်ပြီးတော့มาလောက်ထားရဆိုလေ အဲဒီထဲမှာဖသားကြီးကိုင်းဆိုင်တဲ့လူတွေပါလိမ့်မယ်နော်ဖသားကြီးကိုင်းဆိုင်တဲ့လူတွေပါလိမ့်မယ်အဲနောက်တစ်ခုကကြတော့လीဘာပြောချင်လဲဆိုတော့ဒီလိုအခက်ခဲနေအဆင်ပြေနိုင်ဖို့ဆိုလို့ရှိရင်အဲဖသားကြီးတွေလောက်ဖို့လိုတယ်ဒီထဲမှာဘာအောင်လုပ်မှာဘာအောင်ဘာအောင်ဆိုလို့ထားလဲဆိုတော့အဲတခြားကတ်ဒီမှာဆိုလို့ရှိရင်တော့ meditation လောက်တာမျိုးတွေပို့ပြီးတော့မှအာပို့ပြီးတော့မှဟိုဟာဖြစ်တယ်ပေါ့နော်အာအန်တန်နဲ့ပို့ပြီးတော့ဟာပြထားမျိုးရှင်ဒီကတ်ထဲမှာဆိုလို့ရှိရင်ကျတော့ तू ကအမ် ဒီဖေးဖုံးကြီးကိုပေါ့နော်ဖုံးကြီးကိုတခုခုဆုံးကတ်တာမျိုးပဲဖြစ်ဖြစ်ပေါ့နော်ဆုံးကတ်တာမျိုးပဲဖြစ်ဖြစ်တခုခုအာကတ်တာမျိုးပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုလှူတာမျိုးလှူဒန်းတာမျိုးပေါ့နော်အမ်အမျိုးလေးလှုပ်တဲ့နဲ့ကန်ဒီပိုင်းမြင့်လာအောင်လို့ပေါ့နော်အမ်ဆုံးလောင်းတာမျိုးပါမျိုးပေါ့နော်နေ့စဉ်ဆုံးလောင်းတာမျိုးပါမျိုးအဲ့လိုမျိုးလေးလှုပ်တဲ့နဲ့တဲ့နော်အမ်အဲ့ဒါလေးပြောထားတယ်နည်းနည်းအခက်ခဲဖြစ်နေတဲ့လူတွေဒါလေးလှုပ်ဖို့လိုအပ်နေရယ်နော်ကဲနောက်တစ်ခု color တလေးတွေ ခေါ်တဲ့လေဘာရင်တီးရဖို့ရှိတယ်တတရပြောင်းမြင်ကြလာရင်တော့ sorry ပါအမ်ဟုတ်တယ် relationship နဲ့ပတ်သက်ပြီးရောမလေးနောက်တစ်ခုနောက်တစ်ခုနော် relationship ကိစ္စမပြောခင် closet လေးကျမ်းမကြီးလေးရောခယူဆိုင်ပါနော်ကျမ်းမကြီးလေးခယူဆိုင်ပါ closet လေးကျမ်းမကြီးမကောင်းတာမျိုးလေးတွေ တွေ့ရတယ်เนาะကျမရေမကောင်းတာမျိုးလေးတွေ့ရတယ်ဒါပေမဲ့ဒီ colonel လေးတွေမှာရည်စားရှိရဆိုလို့ရှိရင်เนาะအခု region ကိုကြီးရ colonel လေးတွေပေါ့เนาะရည်စားရှိရဆိုလို့ရှိရင်เนาะကိုယ်ရည်စားကိုယ်ပေါ်ကောင်းပါတယ်เนาะကိုယ်ပေါ်ကောင်းတယ်နှွန်တာခံပါတယ် and ဒီ colonel လေးတွေအနေနဲ့နည်းနည်းလေးအဲကိုကိုရန်ကိုကပေါ့နော်စိတ်လိုမကြဖြစ်နေရကိုကနဲ့ကိုစိတ်မကြည်နေရမျိုးပေါ့နော်စိတ်အဆင်မပြေနေရမျိုးလေးအဲရှိနိုင်တယ်အဲ့ဒီအတွက်ကြောင့်မို့လို့ ပဲအဲ့ဒီတကြောင်မလို့ပဲပေါ့နော်သူနဲ့ရန်ဖြစ်ရတာမျိုးစကားများရတာမျိုးပေါ့နော်အဲသူနဲ့ပြိပက္ခဖြစ်ရတာမျိုးလေးဖြစ်နေတယ်ဒီကတော့ကိုယ့်ရဲ့စိတ်ကိုကိုကြည့်တင်အောင်ထားဖို့လိုအပ်တယ်ပေါ့နော်အဲဘာသာရေးလေးများဖို့လိုအပ်တယ်ကိုကနည်းနည်းကန်နေနေတဲ့ပုံစံမျိုးဖြစ်နေတော့ကြတော့ အာနည်းနည်းเนาะအရင်အများကြီးပြောမှာနည်းနည်းလေးကန်နေနေပုံစံမျိုးဖြစ်နေတဲ့အတွက်ကြောင့်မလို့တဲ့အဲကိုကိုကိုစိတ်ပြေကကိုကနဲ့ကိုမကြည့်မလင်းဖြစ်ပြီးတော့မှအာလူတွေနဲ့ဆက်ပြောဆိုဆက်ဆံတဲ့ communication ဘိုင်းမှာဆိုလို့ရှိရင်လည်းเนาะပြောဆိုဆက်ဆံတဲ့ communication ဘိုင်းမှာဆိုလို့ရှိရင်လည်းနည်းနည်းအဆင်ပြေရမျိုးဖြစ်နေရပေါ့เนาะနားယူဖို့လိုအပ်တယ်အဲနောက်တစ်ခုကကျတော့ကျောင်းသားတွေဘိုင်းဆိုလို့ရှိရင်လည်း ကျောင်းသားတွေပါဆိုလို့ရှိရင်လည်းကျောင်းစာတွေပါလှုပ်ဖို့လိုအပ်နေရပေါ့နော်စာတွေပါလှုပ်ဖို့လိုအပ်နေရအဲကိုလုံးဆရာရှိရာတွေကိုလှုပ်ဖို့လိုအပ်နေရပေါ့နော်အဓိကကတော့အာ ASC တချို့လူတွေကကြာ ASC အနားယူဖို့လိုအပ်နေရတဲ့နော်ဘယ်လိုနေရာတွေမှာလဲဆိုလို့ရှိရင်အဲဒီ အေးချမ်းတယ်ပေါ့နော်အဲတပင်နေတို့ဖွားတွေတို့ပန်းချင်တို့ဘာတို့ပေါ့နော်အဲ့လိုမျိုးနေရာမျိုးမှာပေါ့နော်အဲဒီ camping ထွက်တာမျိုးတို့နော် vacation တော့အပန်းငယ်အဲ့လိုမျိုးတွေပေါ့နော်လုတ်တင်နဲ့လုတ်တင်နဲ့ no relations အနိုင်ဘူးလို့အတေကဒီဖြစ်နေတဲ့အခက်ခဲကြီးပေါ့နော်ဒီမှာဖြစ်နေတဲ့ loneliness အ loneliness conflict နော်အဲ့အဲ့အရာတွေအတွက်ပေါ့နော်ဒီအဲ့အရာတွေအတွက်ဒီ meditation oh sorry ဒီ အလှူအတန်းပေါ့နော် donation လို့ပဲပြောရမလားဒီဖုန်းကြီးတွေဘာတွေပေါ့နော်ကန်အန်တဆုံးကတ်တာမျိုးဘာမျိုးအဲ့လိုမျိုးလောက်တင်နေပြီးသွားလို့ရှိရင်အနားယူဖို့အနားယူဖို့လိုအပ်နေရပေါ့နော်အနားယူဖို့လိုအပ်နေကြက်ကအများကြီးထွက်တဲ့ဆုံးမကြီးကိုအဲ့တော့ကလန်တလေးကောင်းမှုကိုလောက်ဖို့လိုအပ်နေပြီးသွားလို့ရှိရင် အနိုင်ဘူးလို့အနေရပေါ့နော်ဒီနှက်ကကမရအောင်လုံးဝအလန့်ချပြလိုက်တာနော် promise တဲ့နော်အာကျွန်တော်ပြောပါရင်နော် relationship ရဲ့ relationship ရှိနေရဆိုလို့ရှိရင်အဲ့ဒီ relationship ကတဲ့ပေါ်ကောင်းပါတယ်တဲ့နော်ကောင်းပါတယ်လို့ကျွန်တော်ပြောတယ်ပြောပြီးသားလို့ရှိရင်ဒီမှာ promise နော်သူအနေနဲ့ကိုအာလက်ထပ်ခွင့်တောင်းတာမျိုးပေါ့နော် propose လုပ်တာမျိုးဒါမျိုးလေးတွေ့ရပါတယ် stop တဲ့ အာတချို့ကတော့ဘယ်လိုလဲဆိုချင်ကြတော့အာဒီတဖတ်လူอ่ะဗောနော်ကိုယ် propose လုပ်ထားတာတွေဘာတွေလို့ဆိုကိုကလေအာညှင်းပယ်ထားတာမျိုးဗောနော်နည်းနေကိုကဒီထဲမှာဆိုလို့ရှိရင် conflict ဖြစ်တယ်ဆိုစိတ်ဆိုးနေရဲ့ဆိုကြတော့အာဒီလိုဒီလိုမျိုးကိုယ်လက်ထပ်ွက်တောင်းတာရောအာ လို့ပြောမှာအေးပေါ့လက်ထောက်ကိုတောင်းတာလို့ဆေးဆက်ချင်တာလို့ဓာရုညာလို့အဲ့လိုမျိုးလောက်တဲ့ချိန်မှာကိုကလက်သိပ်ပြီးတော့လက်မခံချင်ဘူးပေါ့နော်လက်မခံချင်ဘူးအဲ့လိုမျိုးအော်ပုံစံလေးကိုနည်းနည်းတွေ့ရတယ်နော်ဒီမှာ a promise nest of အနကူအတူတူတွဲကြတာဆိုကြလीနော်အဲ့လိုမျိုးဖြစ်နေပါတယ်ခဏလေးဒါလေးကြည့်ကြည့်အောင်မနော် တဖက်လူက propose လုပ်နေတယ်ကိုကအဲ့အောင်တိတ်ပြီးတော့လက်မခံခြင်းတဖက်လူကရှေ့ကိုတဆင့်တက်ခြင်းနေတယ်ကိုကအဲ့အောင်လက်မခံခြင်းအဲ့လိုမျိုးလေးဖြစ်နေတယ်ခုနတည်းလေးခလန်တလီလက်မခံချင်တာမျိုးဖြစ်နေတယ်တဲ့။တီတီတီကတည်းကအလားမောက်လိုပဲဖြစ်နေ။ကထားပါတော့။အင်း evidence ဘာဟု evidence ဖြစ်နေရလဲ proof investigations deductions အာကောတလေးကောတလေးဘာဟုကောတလေးဘာဟုသိချင်နေရလဲ အထောက်ထားလေးတွေ့အများကလတ်တလေးကလတ်လေးပါထောက်ထောက်တွေ့နေရလေတဲ့ခဏကြည့်မယ်နော်ဒီမှာရောင်းပြန်ဖြစ်နေကတ်တရားများ natural disaster

touching thy door, apology family. ဘာလို့လမခဏလဲဆိုတော့လေခလာတလီခလာတလီကသူစီမှာသူစီမှာတစ်ခါလူတရားနော်အာတခြားသူတရားဖြစ်နေရမျိုးလေအမ်ဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှိရင်음တခြားလူတရားနဲ့တဲ့သူမှာ တခြားလူတယောက်ရှိနေရမျိုးလည်းဖြစ်နိုင်တယ်เนาะသူ့မှာတခြားလူတယောက်ရှိနေရမျိုးလည်းဖြစ်နိုင်တယ်အားကြောင့်မို့ quality တွေကသူ့ကိုလက်မခံတာမျိုးလည်းဖြစ်နိုင်တယ်เนาะသူ့ရဲ့အဲဒီတောင်းဆိုမှုကိုပေါ့เนาะသူ့ရဲ့အဲဒီ propose လုပ်ဖို့ကိုเนาะကိုတင်နေอืมလက်မခံတာမျိုးပေါ့เนาะအဲ့လိုဖြစ်နိုင်တယ်သူ့မှာမိသားစုရှိနေရမျိုးတွေပါလေဖြစ်ကောင်းဖြစ်နိုင်တယ်နော်ဒါမှမဟုတ်လို့ရှိရင်လည်းတချို့တွေကကျတော့ကိုယ်အဲကိုယ့်ရဲ့ family ရပဲဖြစ်ဖြစ်ပေါ့နော်ကိုယ့်ရဲ့မိသားစုကอืม မိသားစုကလက်မခံတာမျိုးပေါ့နော်လက်မခံတာမျိုးလည်းဖြစ်နိုင်တယ်နော်တချို့တွေကကြာသူ့မှာတပ်ပါတီရှိရဲ့အထောက်ထားလေးတွေနော်သူ့မှာတပ်ပါတီရှိရဲ့အထောက်ထားလေးတွေကိုကတွေးရတယ်တွေးလိုက်ရတယ်ပေါ့နော်သူ့မှာတပ်ပါတီရှိရမျိုးတွေပါဖြစ်တဲ့အတွက်ကြောင့်ကိုအနေနဲ့သူ့ကိုလက်မခံတော့တာမျိုးတွေဖြစ်နိုင်ပါတယ်တဲ့နော် ကျမကတိတ်တော့ဒီဟာကြီးကိုတိတ်တော့မပြောချင်ဘူး။ဘာလို့လဲဆိုတော့အာနည်းနည်းအဆွဲအလန်းလည်းဖြစ်သွားမှဆိုတာလည်းပါတယ်ပေါ့။ဟောအဆွဲအလန်းလည်းဖြစ်သွားမှဆိုတော့ဒါအောင်တိတ်တော့မပြောချင်ဒါပေမဲ့음ဒါအောင်ကိုဒီ energy ကိုယူလဲရရယူလဲရရပေါ့နော်။အာပြောမဲ့အရာတိတ်ပြီးမကောင်းတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီအာ ကလတ်လေးကိုနော်ဒီလိုမျိုးပေါ့နော်ကလတ်လေးလေးအဲကိုဒီဒီ relationship နဲ့ပတ်သက်ပြီးရောပဲဖြစ်ဖြစ်ပေါ့နော်အာကိုရချင်တဲ့အရာကိုအာ ဟော sorry ကိုမရှိနေတဲ့အရာပေါ့နော်ဥမာထားပါတော့ကိုမအာဒီ relationship ရှိနေရပေါ့နော်အဲ့ဒီ relationship စီမှာတတ်ပါလိရှိနေရပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်အင်းကိုနဲ့တွဲပြီးရချိန်ကြမှာပေါ့နော်တတ်ပါတီကငိုတွေရရှိနေရလည်းဖြစ်နိုင်လို့ကိုနဲ့တွဲပြီးရချိန်ကြမှာပဲတတ်ပါတီကပေါ်လာတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ဒီအဲ့ဒီတတ်ပါတီကချိန်ကြီးရ quality တွေကိုအဲဒီ မကောင်းတဲ့အတတ်ပညာတွေပါရင်လည်းပေါ့နော် collateral တွေလောက်တာမျိုးတွေပါရင်လည်းဖြစ်နိုင်တယ်နော်မကောင်းတဲ့အတတ်ပညာတွေနဲ့ collateral တွေလောက်ထားတာမျိုးလည်းဖြစ်နိုင်တယ်အဲ့ဒါကြောင့်မလို့ collateral တွေကအာဒီမှာအစပိုင်းမှာကန်ဆိုးတဲ့အရာလေးတွေပါနေနေနော်ကန်ဆိုးတဲ့အရာလေးတွေပါနေချင်ညာအဲ့ဒါလေးတွေကသူ့ကြောင့်မလို့လည်းဖြစ်နိုင်တယ်နော်အဲကိုကနည်းနည်းလေးဒီကန်ဆိုးမှုတွေချိုးဆိုးတွေဝင်နေရမျိုးပေါ့နော်အဲ့ဒါမျိုးကြောင့်ဖြစ်နိုင်တယ်အဲ့ဒါကြောင့်မလို့ collateral တွေကအာ အဲဒီနောက်ဆုံးကျတော့ collective review ပြောရမယ်ဆိုလို့ရှိရင်တဖက်လူနဲ့အဲကွဲရအောင်ပေါ့နော်ကွဲရအောင်ပြအောင်လုပ်တာမျိုးပေါ့နော်အဲ့လိုမျိုးအဲ့ဒီအတွက်ကြောင့်မလို့ collective review ကနောက်ဆုံးဆုံးသက်မှာအာသူနဲ့အစင်မပြေဖြစ်ချင်လာတယ်ကွဲချင်လာတယ်ပြတ်ချင်လာတယ်ပေါ့နော်အဲ့လိုမျိုး ကွဲချင်လာတယ်ပြတ်ချင်လာတယ်အဲ့ဒါကြောင့်မလို့အာဒီမှာ ဒီမှာရန်ဖြစ်ကြတယ်ပြိပက္ခဖြစ်ကြတယ်လို့ပေါ့နော်။ဘာကြောင့်မလို့လဲဆိုချင်ညာသူကဒီလိုမျိုးအဲ့လိုဖြစ်အောင်သူရှိမှာတပ်ပါတိရှိရဆိုလို့ရှိရင်အဲ့ဒီတပ်ပါတိကလှုပ်ထားလို့ပေါ့နော်။ကော်လန်ဒလီအနေနဲ့အားကြောင့်မို့ဒီမှာကုသကောင်းမှုလေးများများလို့ဖို့လိုအပ်တယ်ဆိုတာမျိုးလေးတွေ့ရတယ်နော်။အာအားမျိုးလေးတွေ့ရတယ်ဒီမှာဆိုလို့ရှိရင်လည်းနည်းနည်းအဲသူစိတ်ရှုံနေရမျိုးလေးပေါ့နော်။စိတ်ရှုံနေရမျိုးလေး โอเคအဖြေကတော့အခုမှသဘောပေါက်တယ်เนาะ color delivery ရဲ့အဲတစ်ဖက်လူဒါမဟုတ်လို့ရှင်တစ်ဖက်လူရဲ့တပ်ပါတီကအာကိုယ့်ဦးပေါ့เนาะအဲ့လိုမျိုးလေးလောက်ထားတာမျိုးပေါ့เนาะအဲ့လိုမျိုးလေးဖြစ်နိုင်တယ်အားကြောင့်မလို့ color delivery အမ်နဲ့ဆိတ်ရှုံနေရတယ်သူနဲ့လည်းအဆင်မပြေဘူးပေါ့เนาะသူနဲ့လည်းအဆင်မပြေအောင်ရှေ့မဆက်နိုင်အောင်အမ်လောက်ထားတာမျိုးပေါ့เนาะရှေ့မဆက်နိုင်အောင် ကိုယ့်ဦးဒီမှာ ပြုတ်လဲသွားအောင်လုပ်တာမျိုးပေါ့နော်ကိုပြုတ်လဲသွားအောင်လုပ်တာမျိုးသူနဲ့ရှေ့မဆက်နိုင်အောင်လုပ်ထားတာမျိုးလေးတွေ့ရတယ်။ကဲနည်းနည်းတော့ reading ကတစ်မျိုးတော့ဖြစ်သွားတယ်နော်။ဒီ energy ကအာဒီ energy ကိုယူခြင်းနဲ့ရယူခြင်းနဲ့ရရပေါ့နော်။ကိုအဲ့လိုမျိုး မကောင်းတာဖြစ်အောင်လှုပ်ထားတာပေါ့နော်အဲ့လိုလူတွေတော့ရှိတယ်အဲ့ဒါကြောင့်မို့လို့ခလာတက်လေးတွေအနေနဲ့အန်ကန်တဲ့ကန်ဒီပိုင်ကောင်းလာအောင်လို့ပေါ့နော်ကန်ဒီပိုင်ကောင်းလာအောင်လို့အော်လှုပ်တဲ့လှုပ်တဲ့နာမျိုးလေးတွေရှိရပေါ့နော်ကန်ကောင်းလာအောင်လှုပ်တဲ့နာမျိုးလေးတွေရှိတယ်တဲ့ဒီမှာ gift ဆိုတော့ကျတော့အာဒီတချို့ပေါ့နော်အင်းကလဆောင်တွေပါပြီးတာမျိုးတွေပါတယ်ဆိုလို့ရှိရင် ပေးတိုင်းနဲ့မရှူနဲ့ပေါ့နော်အဲ့လိုမျိုး energy မျိုးလေးတွေ့ပေးတိုင်းနဲ့မရှူနဲ့အဲ့လိုမျိုးတွေ့တယ်တောင်ကျမတော်ပုံစံနဲ့ဟောပေးနေရနော်တော်တော့တော့လိုအပ်တဲ့အချက်လက်ကဟုတ်ပြည့်စုံပြီးတော့ပေါ်မလာအောင်နည်းနည်းလေးတော့လိုအပ်ချက်လေးတော့ရှိနေတယ် ဆက်ပြီးပြပြပေးပါခေါ်တဲ့လေးကြီးအကြောင်းဆက်ပြီးပြပြပေးပါကောင်းတဲ့အရာတွေပြောရမယ်ဆိုလို့ရှိရင်တော့ clinically and ဒီပစ္စည်းအသေးရာလေးတွေလက်ဆောင်ရတာမျိုးလေးတွေအဲ့လိုမျိုးလေးတွေဖြစ်နိုင်တယ်เนาะအဲ့လိုမျိုးဖြစ်နိုင်တယ်အလုံးမှာဝင်ပြီးနေရာမျိုးလေးတွေဖြစ်နိုင်တယ် အဲ့နောက်တစ်ခုကကြတော့ကိုကြိုးစားထားတဲ့အရာလေးတွေပေါ့နော်ကိုကြိုးစားထားတဲ့အရာလေးတွေရဲ့ဒီအပွင့်လေးတွေကိုခန်းစားရတာမျိုးလေးလေးဖြစ်နိုင်ပါတယ်တဲ့နော်음ကလတလေးမှာသူ့ရှိတဲ့သူ့ပြင်တခြားပေါ့နော်အဲရွေးချက်စရာမျိုးလေးတွေရှိရွေးချက်စရာလေးတွေရှိပါတယ်တဲ့နော်အာอืมဒီမှာ meditation ပါလာပြီเนาะ meditation လုပ်ဖို့လေးပါလာပြီ inner peace ရှာဖို့လေးလိုလာပြီရဲ့เนาะ collective လေးအနေနဲ့ meditation လုပ်တာမျိုးเนาะကိုယ့်ရဲ့ inner peace ဖြစ်အောင် okay เนาะ inner peace ဖြစ်အောင်နေထိုင်ဖို့ပေါ့เนาะကိုယ့်ရဲ့အတွင်းစိတ်ထဲမှာအေးချမ်းအောင်နေထိုင်ဖို့လိုအပ်တယ်တဲ့အဲ့ဒါဆိုလို့ရှိရင်အရာအလုံးအဆင်ပြေသွားပါလိမ့်မယ်เนาะကိုလုပ်ရမယ့်အရာတွေဒီမှာကြည့်ကောင်းတာလေးလုပ်ရမယ်ဒီမှာကောင်းတာလေးလုပ်ရမယ်เนาะဖျားတရားလေးအဓိကလုပ်ရမယ် အာမျိုးလေးတုတ်တယ်ဆိုလို့ရှိရင်သူလောက်ထားတဲ့ဒီကန်ဆိုးမှုတွေอ่ะပေါ့နော်ကန်ဆိုးမှုတွေอ่ะကိုယ်ပြောင်းကွယ်ပြောက်သွားပြီးတော့ချိန်ကြတော့ကွယ်ပြောက်သွားပြီးတော့ချိန်ကြတော့အခလတ်တလေးလေးအနေနဲ့ဒီပါကနော်ကောင်းမွန်တဲ့လက်ဆောင်လေးလေးရလိမ့်မယ်ကောင်းမွန်တဲ့လက်ဆောင်လေးရလိမ့်မယ် เนาะအဆင်ပြေကောင်းမှုနဲ့လက်ဆောင်လေးကိုလိုချင်တဲ့အရာလေးတွေပြရလိမ့်မယ်ကိုအတီးပွင့်တွေကိုခံစားရလိမ့်မယ်เนาะအရာအလုံးသူဟာနဲ့သူအဆင်ပြေသွားလိမ့်မယ်เนาะဒီကလည်းပါဒီမှာဆိုလို့ရှိရင်အမ် saving ဆိုချင်ညာတော့အငွေတွေပါပေါ့เนาะဒါဆိုရင်ဆိုလို့ရှိရင်လည်းငွေတွေပါလေသူဟာနဲ့သူအဆင်ပြေသွားလိမ့်မယ်เนาะဒါတော့ collective လေးတွေ collective လေးတွေရလာမယ်ရလာနိုင်တာလေးတွေပေါ့เนาะ အဲဒီလိုကောင်းလာလို့ပြီးရှင်ကောင်းမှဖြစ်လာနိုင်တာလေးတွေပြပါတယ်နော်အဲကိုယ့်အတွက်အခုညီလေးတွေလည်းရလာနိုင်မယ်နော်ဒီကောင်းလာပြီးလှုပ်ချင်းအပြင်ကိုယ့်အတွက်အခုညီလေးတွေဆိုတာလည်းရလာနိုင်မယ် age နော်နောက်ထပ်อืมနောက်ပိုင်းမှာကောင်းမှာနော်ကလတ်တလေးနောက်ပိုင်းမှာကောင်းလာနိုင်မယ်ဒီမှာရှင်ပြရလေးတွေ တငယ်ချင်းတွေနဲ့အေးဆေးဆေးပေါ်ပေါ်ပါပါလေးနော်အင်းသူနဲ့ကတော့ဝေးသွားဖို့ရရှိတယ်ဘာလို့လဲဆိုတော့တပ်ပါလိကြောင့်လည်းဖြစ်နိုင်တယ်နော် သူနဲ့ကတော့ဝေးသွားဖို့ရဖြစ်နိုင်ပါတပ်ပါလိတပ်ပါလိကြောင့်ပေါ့နော်သူနဲ့ကတော့စင်ပြေဖို့ရတိတ်ပြီးတော့မှမတွေ့ဘူးတပ်ပါလိကြောင့်လို့ပြောလို့ရပါတယ် ိုကိုကိုဝယ်ခယူဆိုင်ပါเนาะကိုကိုကိုဝယ်ခယူဆိုင်ဖို့လိုအပ်ပါတယ်ကိုမာနာနဲ့ကိုနေပေါ့เนาะကိုမာနာနဲ့ကိုနေကို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 ဝယ်ခယူဆိုင်ပေါ့အဲ့ဒါဆိုလို့ရှိရင်အောင်မြင်လာလိမ့်မယ်တဲ့အင်းအဲ့နေဟိုအဖြစ်နေကန်နေနေတဘောရှိတယ် နော်ခေါ်လာတယ်လေကိုကိုကိုကာကွယ်ဖို့လိုအပ်တယ်နော်ကို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 ကာကွယ်ဖို့လိုအပ်တယ်ဒီမှာ protest နော် protest protest ကို protest ကာကွယ်ဖို့လိုချင်အောင်မြင်တယ် ရှင်းရှင်းရမှာမျိုးလားမသိဘူးခလာတလေးရတော့ဒီ relationship နဲ့အဆင်မပြေပြီးနောက်ပိုင်းမှာတော့ကိုကနဲ့ကိုပဲတွားရဖို့ပဲမြင်ပါတယ်ကိုကနဲ့ကိုအာသူနဲ့ပြတ်အောင်လဲတစ်ဖက်ကလည်းတုံနေအောင်အဲတော့ခလာတလေးလည်းပြတ်သွားပြီးကိုကနဲ့ကိုကိုကနဲ့ကိုပဲဖြစ်သွားလိမ့်မယ်ပေါ့နော်ပြီးတော့ နောက်တစ်ခုအနေနဲ့ကတော့ကိုယ်ပေါ်မကောင်းတဲ့လူတွေပေါ့နော်ကိုယ်ပေါ်မကောင်းတဲ့လူတွေကသူ့အနေနဲ့သူအာသူ့အနေနဲ့သူပေါ့နော်ဒုက္ခရောက်မယ်သူ့အနေနဲ့သူတို့သူတို့ခံသူပါသူပြန်ပြီးတော့ရှောက်သွားလိမ့်မယ်ပေါ့နော်သူကသူဒုက္ခရောက်သွားလိမ့်မယ်ကိုကတော့ဒီမှာအေးအေးချမ်းချမ်းလေးဖြစ်နေနိုင်မယ်နော် self love ကဲအဲ့ဆိုလို့ရှိရင်တော့ဒီလူတွေနဲ့ဒီလောက်နဲ့ပြန်လိုက်တော့မယ်နော်အဲတစ်ဖက်လူကကိုယ်ပေါ်မကောင်းတာတွေရှိရဆိုလို့ရှိရင်လည်းကိုယ့်အနေနဲ့ကိုယ် ကောင်းလေးတိုက်လို့ရှိရင်เนาะဒီမှာကျွန်တော်ပြောထားသလိုမျိုးဒါလေးတုံးမယ်ဒီ meditation လေးလုပ်မယ်เนาะအားမျိုးလေးတုံးမယ်ဆိုလို့ရှိရင်ကိုယ်ကနေကိုအကောင်းလာနိုင်မယ်ပေါ့เนาะအာဒီမှာ self love เนาะကိုယ်ကနေကိုချစ်ပြီးတော့အာဒီမှာလဲအေးစစ်စစ်ပုံစံမျိုးလေးဖြစ်နေရဆက်ချင်ကြတော့ကိုယ်ကနေကိုပဲအာကောင်းနေတိုက်လို့ရှိရင်အဆင်ပြေသွားပါလိမ့်မယ်ပေါ့เนาะလောလောဆယ်မှာကန့်ဆိုးမှုတွေကြုံနေရတာအဲ့ဒီတပ်ပါတီရဲ့အာလက်ချက်လို့လည်းပြောလို့ရရပေါ့เนาะ အဲ့ဒါလေးကိုဒီထဲမှာတွေ့ထားတယ်နော်အဲ့တော့ကွန်နကို relax ဖြစ်အောင်နေအချောင်းနေပါလို့ပြောချင်ပါတယ်နော်အဲ့ဆိုလို့ရှိရင် okay ဆိုပြီးတော့အဆင်ပြေသွားပါလိမ့်မယ်နော်အဲ့ဆိုလို့ရှိရင်အမ်ဒီ routine လေးပေါ့နော်ဒီ panda oracle ကနေပြောပြောထားတဲ့အကြောင်းအရာလေးတွေကို color တလေးနဲ့ energy ကညီမယ်လို့ပြောလဲပါတယ်တကယ်လို့ energy မကိုက်ခဲ့ဘူးဆိုလို့ရှိရင်လည်း entertainment တစ်သက်အနေနဲ့ပဲနောက်ထောင်ပြပါလို့ပြောချင်ပါတယ်နော် color တလေးအားလုံးပဲ bye bye